မြေလွတ်မြေလက်နဲ့မြေအိုင်းများလှုပ်ပိုင်ခွင့်အသုံးပြုခွင့်အတွက်အာမခန့်ကျေးရီကိုပြင်ဆင်တက်မှတ်လိုက်ကြောင်းမြေလွတ်မြေလက်နဲ့မြေအိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီကထုတ်ပြန်ပါတယ်မြေလွတ်မြေလက်နဲ့မြေအိုင်းတွေကိုစိုက်ပျိုးရေးလုပ်ငန်းများအတွက်အသုံးပြုမယ်ဆိုရင်တောင်တူလေသမားတွေနဲ့မိသားစုတစ်ပိုင်းတစ်နိုင်လောက်ကင်လိုတဲ့ဧက90နဲ့အောက်ဖြစ်ပါကတဲ့ဧကကို7000နှုန်းအာမခန့်ကျေးပေးသွင်းရမှာပါ စီပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းတွေလောက်ကင်လို့တဲ့မြေဧက90နဲ့အထက်ဆိုရင်တော့တဧကကိုကျန်9000လုံးနဲ့ပေးသွင်းရမယ်လို့ဆိုပါတယ်။ဝင်းမြူရေးလုပ်ငန်းမှာတဧကကိုကျန်9000လုံးသတ်မှတ်ထားပြီးတသက်တူရှာဖွေခြင်းစမ်းသပ်ခြင်းဖြစ်မြောက်နိုင်စွာလေ့လာခြင်းနဲ့ထုတ်လုပ်ခြင်းတွေဆောင်ရွက်ဖို့မြေအတုံးချမှုခွင့်ပြုခြင်းအတွက်တဧကကိုကျပ်1000လုံးသတ်မှတ်ထားပါတယ်။ အစိုးရကခွင့်ပြုထားတဲ့အစိုးရဌာနဆိုင်ရာတာတနာရေးစီပင်တရားရေးအဖွဲ့အသုံးပြုမဲ့လုပ်ငန်းများအတွက်တဧကကို7300လုံးကောက်ခံမယ်လို့ထုတ်ပြန်ထားပါတယ်။ပုဂ္ဂလိကကုမ္ပဏီအဖွဲ့အစည်းတွေအသုံးပြုမဲ့လုပ်ငန်းများအတွက်တော့တဧကကို7500လုံးပေးသွင်းရမယ်လို့ဆိုထားပြီးမက်ရှလာ6ရက်နေ့ကပြုလုပ်ခဲ့တဲ့စီမံခန့်ခွဲရေးဗဟိုကော်မတီအစည်းအဝေးမှာအထက်ပါအတိုင်းဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ ဘောကော်မတီကပြင်ဆင်သတ်မှတ်ထားတဲ့အာမခန့်ချီကိုမြေလွတ်မြေလတ်နဲ့မြေရိုင်းတရှိရာနဲ့အနီးဆုံးမြို့နယ်ကမြမလေယာဖွံ့ဖြိုးရေးဘဏ်မှာပေးသွင်းရမယ်လို့သိရပါတယ်။ကြေးတိုင်နဲ့မြေစင်ဦးစီးဌာနရဲ့စည်ရင်းတွေအရတော့လက်ရှိမှာမြေလွတ်မြေလတ်နဲ့မြေရိုင်းများလောက်ကန်ကွင်းနဲ့အုံပြုခွင့်ရရှိထားတဲ့မြေဧကပေါင်း73,500ကျော်ရှိကြောင်းမှခင်ဗျာ။